ဒီပါဒီချက်ဒီနာဖြစ်ပါတယ်ဒီချက်ဒီနေ့တင်ပါက Grade 12 Maths ရဲ့ Chapter 2လေးတင်နေတာ Exercise 2.1ရဲ့ Number 5လေးကိုပြီးသွားပြီဖြစ်တဲ့အတွက် Number 6ပေါ့သူနဲ့အမျိုးအစားတူတယ် Teacher တို့ less than တွေ greater than တွေနဲ့တွက်သွားတဲ့ဟာလေးပေါ့နော်ဒါဆိုရင်ဒီဘက်ချမ်းဆိုရင်ငေးတာတွေထည့်လို့ရမယ်ဒီဘက်ချမ်းဆိုရင်ကြီးတာတန်ဖိုးတွေအကုန်လုံးထည့်လို့ရမယ်ပေါ့အဲ့နေရာမှာနော်တန်ဖိုးကြီးသွားမယ်ဆိုရင်ဆက်ထည့်လို့ရမယ်ဒါဆိုရင်အခု Teacher တို့ကြည့်မယ်မေးခွန်းကိုကြည့်မယ်နော် Proof that တက်တည်ပြခိုင်းတဲ့ဒါက statement ပေါ့နော်အဲ့ဒီ statement ကို natural number n d နော်အဲ့ဆို n က natural number n ဖြစ်တယ် n ကိုတခြားလို greater than နဲ့ less than နဲ့မသတ်မှတ်ထားတဲ့အတွက်ဘလောက်ကနေစာလို့ရလဲ1ကစာလို့ရတယ် using the mathematical intention ပေါ့အဲ့တော့ထုံးစံတိုက်တစ်ချက်လက်ထားမယ် p and denote the statement so we two statement go ဘယ်အထိကူးလိုက်မယ်ဒီ n အထိကူးပေါ့နော်ဆိုတော့ 2n + 1 2n plus 7 less than n plus 3 the whole square for all natural number n ဆိုပြီးဒါ statement ကိုရှင်းထားလိုက်ပြီးထားပြီးဘာမှန်ကြောင်းပြ b1 မှန်ကြောင်းပြမို့လို့4ပဲအတွက်သွားမလဲ n equal to 1အတွက်နောက်ဆိုဒီချက် left hand side ကိုမယ်နော် left hand side အတွက်ဆိုရင် n နေရာမှာဘယ်လောက်ထဲမှာ1ထဲမှာဆို 2n plus 7မို့လို့အဲ 2n plus 7ဆို n နေရာမှာဒီချက်ဘယ်လောက်ထဲမှာ1ထဲပါမယ် ါကြောင့်မလို့2 into 1 plus 7 equal to ဆိုဘယ်လောက်ရမှာလဲ9ရမယ်เนาะတခါအခု teacher right hand side เนาะ right hand side အတွက်ဆိုရင် အနေအမှာ1ဆိုတော့1 3 the whole square equal to so 4လေးလေးလီ16เนาะအဲ့ဒါဆိုရင်ဒီချက်က9 16ဆိုရင်9က16 out ပါဖြစ်ပြီးသားလေငယ်ပြီးသားပေါ့เนาะဒါကြောင့် therefore ပေါ့9 less than 16ဒါဆိုမပြည့်လည်သွားဘူးလားပြည့်လည်သွားပြီသူပြည့်လည်သွားရင်ဘယ်သူမှန်သွားတာလဲ p1 မှန်သွားတာเนาะ p1 is true ပေါ့ဒါဆို assume လုပ်မယ် เนาะ assume that assume that ဘာဘာမှန်ကြောင်းပြမှာလဲချက်လို့เนาะ assume that b k မှန်ကြောင်းပြမှာ pk is true အဲ့တော့ pk မှန်ကြောင်းပြမယ်ဆိုတော့ that is ၎င်းဒီဘာကိုဆိုလိုတာလဲဆိုတော့ k နေရာမှာ n နေရာမှာ k ထည့်ဆိုရင်ဘာဖြစ်သွားမလဲ 2k plus 7 less than k plus 3 the whole square ဖြစ်သွားမယ်เนาะဒါလေးအဲ့တော့ဒါလေးကိုဒီစီကဘာပြန်လုပ်မှာယူသုံးမှာเนาะကျွန်တော်နောက်မှာတက်တည်ပြတဲ့အခါမှာဒါလေးပါအောင်အတွက်ပေါ့เนาะဒါလေးဆိုတော့ 2k 7လေးပါအောင်အတွက်ရင် less than sign တုံးပြီး k 3 the whole square ကိုပြောင်းရေးလို့ရသွားမယ်နားလည်မယ်เนาะကဲအဲ့ဒါဆိုရင်ဒါလေးကပြန်သုံးမယ်ပေါ့เนาะကဲပြီးရင်ကျွန်တော်ဘာလုပ်ပြီးလဲ to proof လောက်မှာเนาะ to proof အတွက်ဆို we will show that နောက်ဘာဖြစ်ကြောင်းပြ pk+1 မှန်ကြောင်းပြဆိုတော့ we will show that ပါမှန်ကြောင်းပြ pk+1 is true နော်အဲဆိုရင် that is more of one နဲ့သွားမယ် to prove နဲ့သွားမယ်နော် to prove အဲ to prove ကကြတော့ဘယ်လိုဖြစ်ရမလဲရှင် key plus 1เนาะ key plus 1แท้มาบ่เอเนี่ยมา key plus 1แท้มาอ่ะสรุปจี้อ่ะ 2n ဆိုတော့2 into k plus 1 plus 7เนาะ2 into k plus 1 plus 7 2 into k plus 1 plus 7ပြီးရင် less than ဥပဒေဘယ်လိုဖြစ်သွားမလဲ n plus 3ဆိုတော့ k plus 1 plus 3 the whole square k plus 1 plus 3ဒါလေးတွင်ခတ်တာပေါ့အဲ့နေရာထဲတာမဟုတ်လို့เนาะ k plus 1နောက်မှာ plus 3ရှိတယ် the whole square เนาะပြီးအဲ့ဒါဆိုဒီဘက် channel လေးကိုပူပြီးရှင်းမယ်အဖြေဒီတူအောင်ငယ်ချောင်းပြမယ်ပေါ့เนาะဒီအောင်ငယ်ချောင်းပြမယ်အဲ့ဒါဆိုရင် proof တက်တည်ပြပြီးဆိုတော့ဒီဘက်ကူးမယ်ဆိုတော့2 into k plus 1 plus 7လေးကိုကူဒါဆိုဒီ2လေးကိုဘာလုပ်မှတရားကဝင်မြောက်မှာဆိုရှင်းတာပဲရှိသေးတာဖြစ်တဲ့အတွက်တန်ဖိုးတူတယ်ပေါ့ equal နဲ့သွားမယ်နော် equal နဲ့သွားမယ်2ဝင်မြောက်လိုက်ရင် 2k plus 2 plus 7ဒီလိုရမှာပေါ့ဟုတ်ပြီလားနော် 2k plus 2 +7 ဒါဆိုရင်အခုတချက်ခုနအရှိမှတော့ assume လုပ်ခဲ့တာလေးပြန်ကြည့်မယ်ဆိုတော့ 2k+7 ဆိုတဲ့နေရာမှာဘာလာထည့်မယ် k+3 the whole square ထည့်လိုက်မယ်ထည့်လိုက်ရင် less than sign ဖြစ်သွားမှာပေါ့နော်အဲ့တော့ less than k+3 the whole square နော် less than အဲ့ရွှေ့ရေးပြလိုက်ဦးမယ်နော်ဒီချက်ရွှေ့ရေးပြမယ် 2k+7 နေရာမှာထည့်မှာဒါကြောင့်မလို့ဒီနှစ်ခုကိုတွဲတွဲလိုက်နော် ဒါတတွဲတွဲပြီး2ကိုနောက်ပို့လိုက်အဲ့တော့ဒီနေရာလေးမှာတစ်ချက်ပါလာထဲမှာလဲ k+1 ထည့်ပြီးအဲ့ဒါဆိုဘာဖြစ်သွားလဲ less than sign ဖြစ်သွားတယ် k+1 the whole square sorry k+3 the whole square နော် k plus 3 the whole square ထည့်ပြီးနောက်မှာဘာလေးကျန်နေသေးလဲ plus 2ဒါဆိုရင်ဒီချက်ကဒါကအစားသွင်းတာဆိုတော့ less than sign ဖြစ်သွားပြီ အခုကကြသူ့ဆက်ရှင်ပဲဘာရှင်းမှလဲ k+3 the whole square ဖြစ်တဲ့အတွက် the whole square ဖြတ်မှာဆိုတော့တန်ဖိုးအတူတူပဲထွက်မှာမို့လို့ equal sign เนาะအဲ့တော့ the whole square ဖြတ်မယ်ရှေ့ကိနှစ်ထပ်ဆိုတော့ k square ရှေ့နောက်မြောက်ချင်းရဲ့နှစ်ဆဆိုတော့3နဲ့ k နဲ့မြောက်တော့ 3k နှစ်ဆဆိုတော့3နဲ့လီချောင်းမို့လို့ plus 6k เนาะပြီးရင် plus နောက်ကိနှစ်ထပ်ဆိုတော့3 3k ကိုအနောက်မှာတချို့ရဲ့ plus 2ရှိမယ်เนาะကြည့်အဲ့ဒါဆိုရင် တချက်ဒီမှာဘာဆက်လုပ်လို့ရမလဲလို့စဉ်းစားမယ်ဆိုတော့ခုရချင်တဲ့အဖြစ်ကိုကြည့်ရချင်တဲ့အဖြစ်ဆိုတာ to proof မှာရှိတာเนาะ to proof မှာတချက်လို့ရချင်တာကဒါဒီအဖြစ်ထွက်ရမှာအဲ့ဒါဆိုဒီအဖြစ်ဆိုရင်ကြည့်လိုက်ရင် k 1 3ဆိုတာဒါဘာနဲ့တူလဲ k 4နဲ့မတူလား the whole square ပေါ့အဲ့ဒါဆို a k 4 the whole square ထွက်ခဲ့ရင်မှန်ပြီ အဲ့ဒါဆိုဒီဘက်မှာအကျန်းတစ်ချက်တွက်ပြမယ်။ K+4 the whole square ဆိုတာအကျယ်ဖြန့်ကြည့်လိုက်။အကျယ်ဖြန့်ကြည့်လိုက်ရှေ့ကိန်းနှစ်ထပ်ဆိုတာ K square ရှေ့နောက်မြောက်ချင်းနှစ်ဆဆိုတော့ 8K ။နောက်ကိန်းနှစ်ထပ်ဆိုတာ4416ဒီအဖြေထွက်ရင်ဒီချက်တို့မှန်တော့ဘယ်မှလာဒါလေးဖြစ်သွားပြီလေ။အဲ့တော့ဒီမှာရှိနေတဲ့ထဲက k square 8k 16ရအောင်ပြင်မယ်ပြင်မယ်ဆိုတော့ k square ဒီမှာ 6k ရှိတဲ့အတွက်တကယ် 8k ထည့်ကျင်တာဆိုတော့ထပ်ပိုလာတာမဟုတ်ဘူးလား ထပ်ပိုလာတာဆိုအခုတချို့ရကျင်တာဒီဒီမှာ less than sign ရကျင်တာမဟုတ်လားဒါဆိုရင်ဒီဘက်ကိုထပ်ထဲတဲ့ဟာဒီဒီလို less than ရေးချင်းကြီးတာတွေအားလုံးဆိုရင်ဒီဘက်မှာထည့်လို့ရတယ်နားလည်မလားဒီအရှိရ gain ထက်ကြီးတာပေါ့နော်ဒီချက်တို့မှာရှေ့မှာရှိနေတဲ့ gain တွေထက်ကြီးတာကိုဒီနောက်မှာလာထည့်လို့ရတယ်သဘောပေါက်လားနော်အရှိရငယ်ရမှာလေအဲ့ဒါဆိုအခုတချက် 6k ဆိုတာက k နေရာမှာ1 2 3 4ထည့်လိုက်လို့ရှိရင် เนาะခေလျာမှာတချို့1 2 3 4ထည့်လိုက်မယ်ဆိုရင်1 10 6လီ6နှစ်လီ6သုံးလီဆိုပို့ပြီးတော့မှကြီးလာမှာမဟုတ်ဘူးလားဒါဆိုပို့ပြီးတော့ကြီးလာမှာဆိုအခုတချက် 8k လို့ထည့်မှာဆိုတန်ဖိုးပို့ကြီးလာတာဖြစ်တဲ့အတွက် less than sign သုံးလို့ရတယ်ဒါကြောင့်မလို့တချက်ပြင်လိုက်ပြီပေါ့เนาะ k square 6k နေရာမှာတချက်ဘာထည့်လိုက်မလဲ 8k ထည့်ပါပို့ကြီးတာထည့်တယ်เนาะအဲ့တော့ဒီမှာ9နဲ့2နဲ့ပေါင်းတာဘယ်လောက်လဲ11 နော်11ကိုလိုချင်တာဘလောက်လဲ16ဆိုတော့ပိုကြီးတာမဟုတ်လား17ထက်ပိုကြီးတယ်အဲ့ဒါဆိုထည့်လို့ရတာဖြစ်တဲ့အတွက် plus 16လို့ထည့်လိုက်ပြီသဘောပေါက်ပြီလားရမယ်နော်ကဲဟုတ်ပြီအဲ့ဒါဆိုရင်အခုဒီချက်ဒီ k square plus 18 8k plus 16ဆိုတာတော့အဲစခွဲကိန်းဆိုရင်ခွဲလိုက်ရင်ဘာရသွားလဲ equal နော်ရှိကိန်းက k နောက်ကိန်းက16ကလေးလေးလေး16မလို့ k plus 4 the whole square ရသွားတာ အဲအဲ့ဒါဆိုတချို့ less than sign မပြည့်လဲသွားအောင်လားပြည့်လဲသွားပြီเนาะ less than sign ကိုပြည့်လဲသွားပြီအဲ့ဒါဆိုရင်တချို့အဖြေထွက်သွားတာဖြစ်တဲ့အတွက်เนาะအဖြေထွက်သွားတာဖြစ်တဲ့အတွက်နောက်မှာ condition ရေးပေးလို့ရတယ်ဘာရေးပေးမလဲဆိုတော့ဒီ less than sign ရေးတဲ့နောက်မှာချက်ကလာချင်းပြီးရေးပေးထားမယ်เนาะသူ့နောက်မှာဒီတချို့ because အပေเจ้าဆိုတော့ 6k ဟာ less than 8k เนาะ8ခေအောင်ငယ်တယ်ပြီးရင်11က less than 16ဆက်ချောက်အောင်ငယ်တယ်ဒါကြောင့်မလို့တချို့တို့ဒီမှာဗာလေးထည့်လိုက်တာလဲ less than sign ပြောင်းလိုက်တာနားလဲပြီလားရပြီเนาะကဲအဲ့ဒါဆိုအခုတချို့မှန်သွားတဲ့အဖြေလေးကိုမလုပ်ပေးရမယ်အပြည့်အစုံတကြောင်ပြန်ရေးပေးမယ်เนาะတကြောင်ဆိုတော့ဘယ်လိုဖြစ်သွားမလဲဒီဘက်ချမ်းနေစကူเนาะဒါလေးစကူမယ်2 into a + 1 plus 7d less than ဘာဖြစ်သွားပြီ k plus 4 the whole square နော်အဲ့တော့အတူအဖြေတိုင်းရေးမယ်ဆိုတော့ plus 4ဆိုတာက1နဲ့3နဲ့ပေါင်းထားတာဖြစ်တဲ့အတွက်ပြန်ခွဲရေးပေးလိုက်ပေါ့2 into k plus 1 plus 7 less than k plus 1 plus 3 the whole square နော်အဲ့ဆိုဒီစရုပ် pk plus 1မှန်သွားပြီနော် အဲကြောင့်မလို့ therefore pk+1 is true ပေါ့နော် pk+1 is true အဲ့တော့သူမှန်သွားတဲ့အတွက် mathematical induction အောက်မှာအဖြေထုတ် therefore principle of mathematical induction the statement is true for all natural number n ပေါ့ရပြီလားကြည့်ရပြီဆိုရင်ဒီချက်နောက်ဗီဒီယိုလေးကိုဆက်ဆောင်ကြည့်ပေးပါအားလုံးမင်္ဂလာပါ